Champions League Semi Final ပထမအကြော Arsenal နဲ့ PSG မင်္ဂလာပါကိုခင်းစ်တဖုတ်ဘောရှိုးအနေကျူတွားရီကျွန်တော်ကိုခင်းပါအင်္ဂါညတနအိခွဲမှာရှင်ပြိုင်ကစားမယ်ချန်ပီယံလိဆီမီဖိုင်နယ်ရဲ့အကောင်းဆုံးအကြီးကျယ်အခမ်းအနားဆုံးသောပွဲဖြစ်တဲ့အာစနယ်နဲ့ PSG တို့ရဲ့ပွဲကြိုသုံးသက်ချက်ကိုလုတ်ပေးသွားကြပါမယ်ခင်ဗျာ ဒီပွဲစဉ်ကတော့ Austin Emirates မှာ PSG အသင်းကိုအက်ခံရှင်ပြိုင်ကစားအမှာဖြစ်တဲ့အတွက်ကြောင့်အကောင်းဆုံးရလဒ်တစ်ခုပို့အောင် Austin အနေနဲ့ဖန်တီးသင့်ပါတယ်။သို့တော့ Austin သည်အိမ်ကွင်းဖြစ်စေအဝေးကွင်းဖြစ်စေ Real Madrid ကိုအကောင်းဆုံးကြော်ဖြတ်ပြီးဒီစဉ်ကိုတက်ရောက်လာတဲ့အတွက်ကြောင့် အဝေးကွင်းရောက်ရင်လည်းအာစနယ်ကိုရှော့တွက်လို့မရတာတော့အသေးကြပဲဖြစ်ပါတယ်။ဒါပေမဲ့အိမ်ကွင်းမှာဆိုရင်တော့ပိုပြီးရလက်ကောင်းအောင်စွမ်းဆောင်တင့်တယ်ပေါ့နော်။ဘာကြောင့်နော်။နောက်လာမယ့်ဒုတိယအကြိမ်အဝေးကွင်းသွားခဲ့မယ့်အခြေအနေမှာပြိုင်ဘက်အသင်းရဲ့ပြိသက်တုံ့ပြန်မှုကဘလို့မှမသိဘာမှမသိဒါတစ်ပိုင်းနောက်တစ်ပိုင်းကကိုကတေချာတဲ့ reset တစ်ခုကိုပထမအကြော့မှာရထားတယ်ဆိုရင်ဒုတိယအကြော့ကလိုဒိုပူရှော့လုံးလို့ရတယ် Real Madrid နဲ့ပွဲအခု PSG နီးတူပဲပထမအကြော့မှာဂိုးပြတ်နိုင်လိုက်တယ်ဒုတိယအကြော့ရောက်တဲ့ ့အခါမှာဘယ်လိုပဲပုံရှန်တိန်လေးလုံမလဲဒါမှမဟုတ်ငါတို့ဖိမလဲအကောင်းဆုံးကစားလို့ရတယ်အဲ့တော့အဝေးကွင်းပရိသတ်တွေကဘယ်လိုပဲဖိအားပေးပေးဒီဘောလုံးမမတိုင်ခင်မှာဘယ်လိုပဲမိုင်းဂိမ်းလုံးလို့ကစားသမားတွေက EC ပဲပထမချွတ်မှာတွေက reset ထွက်သွားတာ哦အဲ့ဒါဒီအခုလိုအိမ်ကွင်းမှာ reset ကောင်းအောင်လုပ်ခဲ့တဲ့အတွက်ကြောင့်ဖြစ်ပါတယ်ဒီလိုအခြေအနေမျိုးကို Arsenal ကစားသမားအများစုကလည်းတိသွားပြီးဖြစ်တဲ့အတွက်ကြောင့်အခွင့်အရေးကိုမိမိရယူဖို့ရှိတယ် ဒါအာဆနယ်အသင်းဘက်ကကျွန်တော်အပိုင်တွက်ကြည့်တဲ့အစိပ်ပိုင်းလေးတွေပေါ့နော်တိုးတော့ပြိုင်ဘက်ကရီယယ်မက်ဒရစ်နဲ့မတူတဲ့အသင်းတစ်သင်းပါဒီနေ့ဟာဒီရီယယ်မက်ဒရစ်ကနာမည်တော့ရှိတယ်ဒါပေမဲ့ရော့လာတယ်ဆိုတာသတိထားရပါလိမ့်မယ်အာဆနယ်တစ်သင်းနဲ့မှမဟုတ်ဘူးဘာစလိုနာကိုဆိုရင်ပြိုင်ပွဲအလီလီသူတို့ရှုံးနေကြတာပါတနေ့ကလေကိုပါဒယ်ရီမှာကစားပုံရောစိတ်တဲ့ပိုင်းရောဘာမှမရှင်းနိုင်မဲရှုံးနေသွားတဲ့အတွက်ကြောင့် PSG ကိုတော့ Arsenal တင်းသည်ပိုမိုခက်ခဲစွာရင်ဆိုင် ရှင်ပြိုင်ကစားမယ် သဘောဖြစ်ပါတယ် PSG ကလည်း Luis Enrique လက်ထက်မှာစတင်ပေါ်ထွန်းလာတဲ့ကစားသမားတွေအရင်တော့အထိုင်ချပြီးသားကစားသမားတွေနဲ့ balance ဖြစ်ဖြစ်ရှေ့ဆက်နေတဲ့အသင်းတစ်သင်းဖြစ်တဲ့အတွက် Real Madrid လောက်နာမည်မရှိဘူးဆိုပေမဲ့ image မရှိဘူးဆိုပေမဲ့ Arsenal အသင်းတွက်တော့တေချာပေါက်ခက်ခဲစီမယ်အတင်းတင်းလို့ကျွန်တော်ထင်ပါတယ်။ Okay အဲ့တော့ Arsenal ကလည်း Real Madrid တော့အနိုင်ယူကျော်ဖြတ်လာပြီဆိုတော့စိတ်သက်ခွန်ကတော်တော်ကြီးတယ်ဗျ။ Madrid ဒီနေ့အာဒီမှာတိုင်ပတ်တီဖြစ်စီမပတ်တီဖြစ်စီအချိန်တွေဘလောက်ဆိုးွားတီဖြစ်စီ image တို့တမိုင်းစင်လာလို့ဆိုတာလည်းမေ့ထားယူမကောင်းပါဘူး။နောက်ဒီနေ့ရဒီမှာနမဲကြီးပလီယာတွေပါတယ်။ဒီလိုအသင်းမျိုးကိုအနိုင်ယူကျော်ဖြတ်ခဲ့တဲ့ခြေစွမ်းသာစိတ်တပိုင်းအတာနဲ့ဆိုတဲ့ခံယူချက်ကြီးကကျွန်တော်တို့ဘေးပရိသတ်တွေတောင်မှပွင့်လင်းပြောတော့ impress ဖြစ်တယ်ဟာ။အာကြီးကကျန်းနေဟာဆိုတဲ့တဲ့ပြောရင်ပြောမယ်မပြောရင်စိတ်ထဲမှာခိုးပြီး impress ဖြစ်နေမယ်။အဲ့လိုခံစားချက်မျိုးဟိုဘယ်လိုပြောမလဲအတွေးခေါ်မျိုးရတာကစားသမားတွေရဲ့စိတ်ဓာတ်အကုန်လုံးကလုံးဝဒီပွဲတင်တော့အင်ပီအာဘီဖြစ်နေတယ်။နှစ်သင်းလုံးမှာအားနေချက် အာသာချက်ကိုသည်ရှိတယ်ဒါပေမဲ့အာသာချက်ကတော့များပါတယ်โอเคနောက်ထပ်အရေးကြီးတဲ့ key points လေးကျွန်တော်တို့ထပ်ပြီးဆွဲထုတ်ကြည့်မယ်အာစနယ်တင်းက Premier League မှာအဆင့်နှစ်နဲ့ရာသီသိမ်းသွားပြီလို့တင်ချာနီးယပြောလို့တော့မရသေးဘူးကဲမဲ့ဘွဲက၄ဘွဲချန်နေသေးတယ်အဲ၄ဘွဲမှာ Liverpool Newcastle ပွဲနှစ်ဘွဲပါတယ်သို့တော့ချန်တဲ့နှစ်ဘွဲကဘုံမောက်နဲ့ Southampton နဲ့ဘုံမောက်ကလည်းစွန့်စောင့်ပိုင်းရန်ရော့လာပြီ Southampton ကလည်းတန်းစင်းသွားပြီဖြစ်တဲ့အတွက်အဲ့ဒီ၄ဘွဲမှာ Arsenal ကနှစ်ဘွဲနိုင်အောင်နဲ့ Champion League ဝင်ဝင်သေးကြတယ်အဆင့်နှစ်ရဖို့ မရဖို့သာရှိတယ်ဗျာနှစ်ကနေအောက်ကိုရောက်သွားမလားဘာလားစသဖြင့်တခုတော့ရှိမယ်ပေါ့နော်ဒါကလည်းနျူကာဆယ်တို့လီဗာပူးတို့ရှုံးမှသာဖြစ်မှာပါပုံမှန်အခြေအနေမျိုးဆိုရင်တော့ချန်ပီယံလီက60ခန်းလုံးလောက်ဝင်နေပြီသို့တော့တင်ချာနီယာရှောက်တွက်မယ်ဆိုရင်တော့ဂျန်နဲ့ပွဲတွေတော့ပြန်ပြီးတော့အာယုံဆိုက်အောင်မှာပေါ့နော်ဆိုလိုချင်တဲ့သဘောကဗျာအားလုံးဝ EPL ကိုကံတရားမလို့တော့ဘူးငါတို့သိရမလားရှော်လိုက်ပြီးဒီချန်ပီယံလီတခုပဲ focus ထားပြီးသွားလို့လို့မရအောင်ဒီချန်ပီယံလီကံပြီးရင်နောက်ဘုံမောက်နဲ့ပွဲလဲရှိအောင်မယ်အနည်းငယ်တော့ပွဲပတ်မှုဒဏ်ကိုခံနိုင်တယ်တစ်ဖက်က PSG ကတော့လီဂူကမှသူချန်ပီယံတော့ ဖြစ်သွားပြီဒါပေမဲ့ချန်ပီယံလိအတွက်အာယုံအပြည့်အဝအာဆင်နယ်တက်ပို့ပြီးတော့စိုက်လို့ရတဲ့အခြေအနေမျိုးပါချန်ပီယံဖြစ်သွားပေမဲ့လည်း PSG တင်းကသူထိမ့်သိမ်းရမဲ့စံချိန်တွေဘာတွေရှိတယ်ပေါ့ဗျာအဲ့တို့ကြောင့်ပြီးခဲ့တဲ့အဲကျွန်တော်နိစ်နဲ့ပွဲတယ်မှာအသင်းရဲ့အဓိကကစားသမားအစုံလင်ထည့်ပြီးတော့ကစားသွားတယ်သို့တော့ရှုံးသွားတယ်ဒီရှုံးပွဲကဒီနှစ်ဘောလုံးရတယ်မှာ PSG အတွက်ပထမဆုံးရှုံးပွဲဖြစ်ပါတယ်အမတိုင်ခင်အချိန်ကာလတုန်းကလည်း PSG ကနှစ်ပွဲကစားထားရတာဂျားထဲမှာပွဲကြံပွဲရှိတယ်အဲ့တော့ပွဲရည်အတွက်အားဖြင့်ဆိုရင် Arsenal က ဒီ PSG နဲ့ပွဲမတိုင်ခင်မှာနှစ်ပွဲပဲကစားခဲ့ရတယ် PSG ကတော့ Arsenal ထက်တပွဲလဲပိုတယ်ဒီပွဲရနာနီးမှလည်း Nice နဲ့ပွဲကစားခဲ့ရတဲ့အတွက်ကြောင့်ကစားသမားတွေရဲ့ပင်မနှွမ်းနယ်မှုက PSG ပို့ပြီးတော့ခံနေနိုင်တယ် Arsenal ကတော့ပို့ပြီး fit ဖြစ်နိုင်ပါဒါဒီပွဲအတွက်ကျွန်တော်အဓိကမြင်မိတဲ့ key points တွေဖြစ်ပါတယ် Okay ကျွန်တော်နောက်တစ်ပိုင်းဒီနေ့သင်ကြားတဲ့ကိင်းနဲ့အချက်လက်တွေကိုဆက်လက်ဆွေးနွေးကြအောင်နောက်ဆုံး6ချိန်ထိတိုက်တွေ့ဆုံမှုမှာတော့ Arsenal အသင်းက အတားကြီးရတာလားများပါတယ်နောက်ဆုံး6ချိန်ဆိုတာတက်ဗျာနောက်ဆုံး UFA Champion League 3ချိန်ပဲပြောလိုက်မယ်ကျန်တဲ့ဟိုခြေတမ်းပွဲတွေဘာညာကတော့ဖယ်လိုက်တော့เนาะအဲ့တော့နောက်ဆုံး Champion League 3ချိန်မှာဒီနှစ်သင်းစီတစ်ချိန်တည်ကြခဲ့တယ်အဲ့ဒါ PSG ကွင်းမှာ1-1နောက် Arsenal ကွင်းမှာ2-2နောက်ထပ် Champion League မှာကျွန်တော် RE က2-0ဆိုတဲ့ရလနဲ့ဒီနှစ်ဘောလုံးရတည်မှာပဲသူတို့ Group Stage မှာတွေ့ခဲ့တော့ကနိုင်ခဲ့တယ်အဲ့တော့ကြောင့် Arsenal ကတော့ head to head မှာအပေါ်အသင်းလို့ပြောနိုင်ပါတယ်နောက်တစ်ပိုင်းကဒီနှစ်သင်းရဲ့အခုနောက်ဆုံး current form အာရီဒီ၃ပွဲနိုင်ပြီး သုံးပွဲရှုံးထားတယ်။အခုနောက်ဆုံး Palace နဲ့ပွဲ2-2 Everton ရဲ့ Ipswich Town နဲ့ပွဲက4-0ဒီပွဲတွေမှာဆိုရင်ကျွန်တော်ပွဲတိုင်းလိုက်ကြည့်တယ်။ဒီ Champion League ပွဲဖယ်လိုက်ပေါ့နော်။ Premier League ပွဲတွေမှာဒီ Ipswich Town နဲ့ပွဲကစားပုံက တော်တော်ကောင်းတယ်အဲ့တော့ current form အာဆင်နယ်အသင်းဒီရှုံးပွဲလုံးဝမရှိဘူးဒါပေမဲ့နိုင်ပွဲတစ်ပွဲရဖို့လည်းအနေငယ်ရုံးကန်ရတယ်နိုင်မယ်ဆိုရင်လည်းအပွဲတွေကမိုက်တယ်တစ်ဖက်က PSG ကိုကြည့်မယ်ဆိုရင် current form အာဆင်နယ်လောက်မကောင်းတော့ပါဘူးနောက်ဆုံး6ပွဲမှာသူတို့2ပွဲတောင်ရှုံးထားတယ်အဲ့ရှုံးတဲ့ပွဲက Aston Villa နဲ့ Nice တို့ဖြစ်ပါတယ်ကျန်တဲ့ပွဲစဉ်တွေမှာတေးတဲ့ပွဲကြထားပါတယ်2ပွဲရှုံးနေထားပါတယ်ခင်ဗျာအဝေးကွေးမှာတနည်းအားဖြင့်အင်္ဂလန်အသင်းတွေကိုလာရောက်ရှင်ဆိုင်ရရင်အရှုံးတတ်တယ်ဆိုတဲ့သဘောမျိုးပဲအဲ့အတွက်ကြောင့်ကျွန်တော်ညီတန်းမှာပြောခဲ့တာအာဤဒီ chain တွေကို အခွင့်အရေးမိမိဟာယူသင့်ပါတယ်။ကဲနောက်တစ်ပိုင်းကအာစနယ်အသင်းရဲ့အိမ်ကွင်း6ပွဲစရလတ်။အိုက်ဒီအိမ်ကွင်း6ပွဲမှာလုံးဝရှုံးပွဲမရှိခဲ့ပါဘူး။ PSV, Chelsea, Fulham, Real Madrid, Brentford, ပဲလေးအသင်းအားလုံး ਨੇ ရှင်ပြိုင်ကစားခဲ့ရတာပါဒီတဲမှာဆိုရင်မက်ဒရစ်ချယ်ဆီဖူလန်စတဲ့အသင်းတွေကိုအနိုင်ယူကစားခဲ့ပါတယ်တစ်ဖက်ကကျွန်တော် PSG ရဲ့အဝေးခွင့် reset တွေထပ်ပြီးတော့ပြောပါမယ် PSG ကတော့အဝေးခွင့်မှာ၄ဘွဲ့နိုင်တပွဲရှုံးတပွဲတည်ကြတာပါတယ်၄ဘွဲ့နိုင်တာကတော့အဲ့ဒီတပွဲတည်နဲ့တပွဲရှုံးနဲ့ရှေ့ရပွဲတွေဖြစ်တဲ့အတွက်ကြောင့်အခုနောက်ဆုံး၂ဘွဲ့မှာအဝေးခွင့် reset တွေစိုးထားတယ်လို့ပြောရမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော် King နဲ့အချက်လိုက်ရ ပြန် conclusion ဆွဲမယ်ဆိုရင် Arsenal ကပဲအဖက်ဖက်အသာစီရနေပါတယ်ခင်ဗျ။ Okay ကျွန်တော်နောက်တစ်ပိုင်းကဒီနေ့တင်ကြားတဲ့ကအကျော်ပေးမှုတွေကိုဆက်လက်ဆွေးနွေးကြည့်အောင်။အစောပိုင်းအကျော်ပေးမှုဖြစ်တဲ့အတွက်ကြောင့်ပွဲနာနေရင်အကျော်ပေးမှုပြောင်းလဲကောင်းပြောင်းလဲနိုင်ပါတယ်။လက်ရှိအကျော်ပေးမှုမှာတော့ Arsenal ကတရေကျရင်တဝက်ဆုံးရှုံးခွင့်ပေးထားပါတယ်ခင်ဗျာတိုတယ်ကူကတော့နှလုံးအပြည့်ဝဆုံးရှုံးပြီးသုံးလုံးအပြည့်ဝပျော်ရွှင်ခွင့်ပေးထားပါတယ်ဒီအတွက်ကြောင့်တိုတယ်ကူကနဲနိုင်တယ်ဗျာဇီးဇီး 11 1z ပုံစံမျိုးနဲ့သွားမှာပါအာဤကိုပြတ်ဖို့မဖြစ်နိုင်တယ်လို့ handicap အကျော်ပေးမှုအရာကအာဤနေနဲ့တည်ရကြဖို့များတယ်ဆိုတော့အကျော်ပေးမှုမျိုးဖြစ်ပါတယ် Arsenal အိမ်ခွင်းမှာကစားရပါလေရနဲ့ကျွန်တော်ပြောခဲ့တဲ့ key points တွေအချက်လက်တွေတွေ့နေပါလေရနဲ့ဘာကြောင့်များဒီလောက်ထိအကျော်ပေးမှုပျော့ပြောင်းနေတယ်လဲပေါ့ဖြစ်တင်တာကတော့တနည်းအားဖြင့် Arsenal နိုင်ဖို့90တည်ရကြဖို့90ဆိုရင်တည်ရအပြည့်အရှုံးပေးရမှာသို့တော့အခု Arsenal က တည်ကြမယ်ဆိုရင်တော့တဝက်ဆိုတော့ဘရိုးရဲ့ဘလိုပဲစဉ်းစားကြည့်အာစနယ်ကနေချင်းစရာကောင်းနေတယ်အဲ့တော့ဘူဂီခေါ်ထားတဲ့အပိုင်းကအာစနယ်ကိုခေါ်ထားတာဗျပရိသတ်အများစုအာစနယ်ကြိုက်အောင်ကိုဒီကြောပေးမှုကပေးထားတာသူတို့ခေါ်တဲ့အတိုင်းသားเนาะသူတို့ဖလိုးတိုင်းသားကျွန်တော်တို့လိုက်နေရမယ်ဆိုရင်တေချာတကူက PSG က အနေဆုံးတည်ကစားလိမ့်ဒါသူတို့ဖလိုကိုကျွန်တော်ပြပြရအောင်နော်တိုးတော့ကျွန်တော်တွေကအဲ့လိုဘူကီခေါ်လို့လိုက်တယ်တို့နော်ကျွန်တော်တွေကစန့်ချင်ဘက်သွားတယ်တို့ကအတိအကျပြောလို့မရဘူးအခုဂျာရဲ့ထဲမှာကစားခဲ့တဲ့ပရီးမီးယားလိပွဲတွေကျွန်တော်ဘူကီတော့မလိုက်ဘူးလေပွဲတိုင်းအောင်တယ်လီဗာပူးပွဲတိုတယ်ကိုကြည့်လေဘူကီကကျွန်တော်တိုတယ်ကိုအန်တာခေါ်ထားတာဘာကြောင့်လဲဆိုတော့ over ကြီးကိုကြေးတွေကခက်ပြင်းပြင်းပေးထားမတက်နိုင်ကျွန်တော် over လိုက်တယ်ယူနိုက်တက်ပွဲလည်းအဲ့တိုင်းပဲအဲ့ပြောချင်တာဒီလိုပွဲမျိုးတွေကမတက်နိုင်ဘူးကျွန်တော်ဘူကီကိုပက်ကန်တင်ကန်ရမှာပဲဘူကီနောက်ကိုအလိုက်တင်စီမျောတင်စီမျောရမှာပဲသူကအာဆနယ်ခေါ်ထားလဲ အာဆနယ်ပဲအားပေးရမှာအမရိတ်မှာတော့အာဆနယ်မရှုံးနိုင်ဘူးလို့ထင်တယ်ကဲနောက်ဆုံးတည်ကြသွားတယ်ဗျာတဝက်လောက်ပဲဆုံရှုံးလဲပြဿနာထူးထူးရှိမနေဘူးအနိုင်မျော်လေးကွင်အများကြီးရှိတယ်လေဂန်နာပြိတ်သက်ပဲလှုပ်ချင်ပါတယ်ခင်ဗျာ